အားလုံးမင်္ဂလာပါဗျာကျွန်တော်ကိုတိုင်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှာတော့တနင်္ဂနွေသားသမီးများအတွက်ကျွန်တော်တွေဆက်တလပိုင်းနိုဝင်ဘာလမှာကံကြမ္မာအကျိုးကြောင့်ဆိုးကောင်းလေးလေးကျွန်တော်မြောက်ပေးမှာဖြစ်ပါတယ်ဒါကြောင့်မလို့တနင်္ဂနွေသားသမီးပါလို့ရှိရင်ဒီဗီဒီယိုလေးကိုအစအဆုံးကြည့်ပြီးဖို့ကျွန်တော်တောင်းဆိုပါတယ်အဲ့တော့ကျွန်တော်တွေမိတ်မဆွေများကဘယ်မြို့နယ်ဘယ်နေရာဘယ်ဒေသဘယ်နိုင်ငံနေကြည့်လဲဆိုတာလေးပါခွန်မန်လေးမှာရေးပြပါဦးဗျာကျွန်တော်မို့လေရင်းနှီးမှုလေးရသွားအောင်လို့ပေါ့နော်ဟုတ်ပြီအဲ့တော့ဆိုရင်ကျွန်တော်တို့တနင်္ဂနွေသားသမီးတွေအတွက်ဒီနိုဝင်ဘာလဆက်တလပိုင်းမှာ ကံကြမ္မာအကျိုးကြောင့်ဆိုးကောင်းလေးတွေအများကြီးရှိတယ်။ကောင်းတဲ့တွေအများကြီးရှိသလိုဆိုးရတွေလည်းအနေငယ်ရှိနေပြန်ပါတယ်။ဒါကြောင့်မို့ကျွန်တော်မိစေများကိုကောင်းစေချင်တာကိုပဲဖြစ်စေချင်လို့မို့လို့ကျွန်တော်ကောင်းတာလေးတွေရင်မြောက်ပေးပါမယ်။အဲ့တော့အခုကျွန်တော်တွတ်ချက်ထားတယ်ပေါ့နော်။ကျွန်တော်ဒီဆက်သလပိုင်းတော့ကျွန်တော်ရဲ့တွတ်တွတ်ကင်းလေးရတော့ အဲ့တော့ကျွန်တော်ကတော့ခொနဲ့သားသမီးတွေအဲတင်နုနဲ့သားသမီးအားလုံးကိုခြုံငုံပြီးတွေ့ရတော့ကျွန်တော်တွေ့နေလေရ60ရကြိုင်လုံးတော့သေချာမှာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်မိတ်ဆွေများကဲကောင်းတာလေးလဲအေကံမှုချဖြစ်ပါစေကဲမကောင်းတာလေးလဲဖွက်လဲပါစေချောပါစေပေါ့ဗျာနော်ဟုတ်ပြီဒါဆိုကျွန်တော်ကောင်းတာလေးတွေကိုအရင်များကိုပေးမှာဖြစ်ပါတယ်အဲ့တော့မိတ်ဆွေများဒီဒီဆက်သလပိုင်းနိုဝင်ဘာလမှာငွေကန်အရန်ကောင်းပါတယ်ငွေကန်ကောင်းမယ်ဆိုတာက အလုတ်ထရကနေလစားတိုးလို့ငွေရတာမျိုးလေးမဟုတ်ဘူးအလုတ်ထရကနေအယောင်းဝင်ကောင်းအမျက်ဆုံးရတာမျိုးလေးမဟုတ်ဘူးသူကကျွန်တော်တွေအတေးဘွားကလောက်ခဲ့ဘူးတဲ့ကန်ထောက်ပံ့ကောင်းကငွေတွေရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တွေငွေမောက်တွေအများများရနိုင်ပါတယ်ဒါကြောင့်မိတ်ဆွေများထီကန်အထီဝါဒနာပါတဲ့မိတ်ဆွေများထီကန်ဆန်းလို့ရပါတယ်ဒီလအတွင်းမှာကန်ပေးလို့လည်းအလူကြီးလောက်ရနိုင်ပါတယ် ဟုတ်ပြီတနင်္လာသားသမီးတွေဒီလောက်တည်းမှာငွေကန်အရန်ကောင်းပါတယ်ငွေဝင်ကိန်းတွေများများရှိပါတယ်ငွေတွေဝင်မယ်မမျောလင့်ထားတဲ့ငွေတွေရမယ်ဥမာအမွေရတာတို့ထီပေါက်တို့ကောက်ရတို့စပြည့်တနင်္လာတော့ကျွန်တော်တို့ငွေတွေရလာမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့မိသားစုကံလည်းရန်ကောင်းပါတယ်မိသားစုတဲ့မှာလည်းကွဲကွာနေတဲ့မိသားစုလေးပြန်လည်ဆုံတွေ့ရမယ်ကွဲကွာနေတဲ့ချစ်သူလေးများလေးပြန်လည်ဆုံတွေ့ရမယ်အဲ့တော့ပေါင်းသင်းတဲ့ငယ်ချင်းနဲ့စပိပေါ်တော့မိသားစုနဲ့ပတ်သက်ပြီးတော့ဝမ်းသာစရာသတင်းတွေကိစ္စလေးပြန်လည်ဆုံတွေ့ရမယ်အဲ့တော့ အင်းချင်းအင်းချင်းချင်းနေမိတယ်ဒီလောက်တွင်းမှာလည်းဝင်ကိန်းတွေရှိတယ်ဝယ်မယ်ဆိုရင်ဝယ်လို့ရပါတယ်ကဲတော့ရေရေကြီးကြဝယ်လိုက်ပါရောင်းမယ်ဆိုရင်ရေရေကြီးရောင်းလိုက်ပါအဝယ်ရောင်းနေကောင်းတယ်အင်းချမ်းမြေတွေအင်းချမ်းမြေတွေကိစ္စတွေဝင်ကိန်းတွေရှိတယ်အဲ့လိုမျိုးလေးလည်းရောင်းမယ်အရင်ကောင်းတယ်အဲချင်းနဲ့ပတ်သက်ပြီးတော့လူငယ်တွေအနေနဲ့ကျွန်တော်တို့စမ်းပွင့်တာမျိုးလေးဂျုံရမယ်အဲ့တော့ကိုယ်စီမှာ ခြေသူဤသားရှိနေလို့ရှိနေတယ်ပြက်ကင်းနေရှိတယ်သို့မဟုတ်ခြေသူအတိတ်ရကင်းနေရှိတယ်အဲ့လိုမျိုးလေးတော့ရှိတယ်နားလည်မှုနဲ့သစ္စာရှိမှုတော့လိုပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ထွေထူးပြောကြတော့မလိုဘူးအဲ့တော့ဘာသာရေးအဲဘာသာရေးနည်းနည်းအားနဲ့သွားတတ်တယ်ဒါကြောင့်မို့တင်နွေသားသမီးလေးဒီလောက်ဒီမှာဘာသာရေးပို့လို့ပါဘာသာရေးလှုပ်လေလေအတိဘွားကထောက်ပံ့ကောင်းအောင်ပြန်ပေါက်လေလေဖြစ်ပါတယ်ဒါကြောင့်မို့ဘာသာရေးလှုပ်လေလေအဲကျွန်တော်တို့ငွေဝင်အားကောင်းလေလေပဲဖြစ်ပါတယ်ဗျာနော်ဒါကြောင့်မို့ဘာသာရေးလေးလေးပို့လို့တိုးလို့လှုပ်ပေးပါ အဲကျွန်တော်တို့ကိုအကျိုးပေးမဲ့ခန်းန်းလေးတွေရှိပါတယ်အဲဒီခန်းန်းလေးကကျွန်တော်တို့ကိုအကျိုးပေးမဲ့အဲ့ဒီနေ့နေအဲ့ဒီရက်တွေမှာလုပ်လို့ရှိရင်ကျွန်တော်တို့တွေပို့လို့အဆင်ပြေသေးတယ်ပေါ့ဗျာအလုပ်တွေကပမာ6ရက်တို့2ရက်တို့5ရက်တို့7ရက်တို့အဲ့ဒီနေ့တွေကကျွန်တော်တို့ကန်ကောင်းနေတဲ့ရက်လေးဖြစ်ပါတယ်အဲ့ခန်းန်းလေးရတဲ့ကန်ကောင်းနေမှာဖြစ်ပါတယ်အဲကျွန်တော်အပြာရောင်လေးတွေဝါရောင်လေးတွေပန်းစီရောင်ပန်းရောင်ပန်းနုရောင်လေးတွေရတယ်ကျွန်တော်တို့ပို့လို့အဆင်ပြေစေပါတယ်အရေးကြီးကိစ္စတွေသွားမယ်အရေးကြီးကိစ္စတွေလုပ်မယ်ဆိုလို့ရှိရင်အဲ့ဒီရောင်လေးတွေမြောင်မြဝတ်ဆင်ပေးပါအဲ့တော့ ငယ်ရသူတွေပို့ချစ်သူနဲ့လမ်းခွဲရတတ်တယ်လို့ချစ်သူအစ်စ်လည်းရရတတ်ပါတယ်အဲစီးပွားရေးအလုပ်ကိစ္စတွေအတွက်အလုပ်အလုပ်ကိစ္စတွေကကျွန်တော်တို့စူးစမ်းအားထုတ် မြန်မြန်ကြိုးစားမှသာလေမြန်မြန်အောင်မြင်မှာဖြစ်ပါတယ်ဒါကြောင့်မို့အလုတ်ကိစ္စတွေကိုကျွန်တော်တို့တွေအေးစိတ်ပါလက်ပါလေးအသုံးကုန်ဆိုင်လေးကြိုးစားရင်တော့မြန်မြန်အောင်မြင်မှာဖြစ်ပါတယ်အဲ့တော့လုတ်လုတ်ကန်သမျှအကြံစီတွေကတော့ဒီလောက်တည်းမှာဘာလို့မဲကောလို့ကြံစီလိုက်တယ်အဲ့ကြံစီတွေအောင်မြင်လာမှာဖြစ်ပါတယ်အကြီးကဲတွေရဲ့ကုညီမှုတွေရမယ်အထက်လူကြီးတွေရဲ့ကုညီဖေးမမှုတွေကြုံရမှာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့တွေပြည်ပခီးတွေသွားမှာတို့အလုံးနဲ့ပတ်သက်ပြီးခီးတွေသွားမှာဆိုရင်သွားလို့ရပါတယ်အဲကျွန်တော်တို့တွေ အဲ့လိုမျိုးအကြီးကဲတစ်ခုခုကအဲကျွန်တော်တွေအလုပ်ကိစ္စနဲ့သွားမယ်ကိစ္စလေးဆိုလို့ရှိရင်တော့ကောင်းပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တွေဒီလုပ်ငန်းကိုင်ငန်းနေနဲ့ပတ်သက်ပတ်သက်ပြီးတော့ကျွန်တော်တို့လုပ်ချင်တဲ့အရာလေးလေးဟိုဥမဥမစကြပါစို့ဟိုကျွန်တော်အလုပ်လေးလေးအလုပ်တက်ရတာမျိုးလေးလမ်းတင်ပွင့်သွားတာမျိုးလေးဒါမျိုးလေးတွေကြုံမယ်အလုပ်များရှိတဲ့မိတ်ဆွေများဒီလောက်တည်းမှာအလုပ်ရပါလိမ့်မယ်အဲ့တော့ဈေးရောက်တဲ့မိတ်ဆွေများဒီလောက်တည်းမှာရောင်းကောင်းဝယ်ကောင်းနဲ့လတလဖြစ်နေမှာတည်ကြပါတယ်အဲ့တော့ပြပခီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရဲ့ကောင်းတဲ့ အဲ့တော့ပညာနဲ့ပတ်သက်တာလည်းကောင်းတယ်အဲ့တော့စာမွေးပြမာတွေအပညာသစ်ဘူတုတ္တသစ်တွေတိုးပွားတာလေးလည်းကြုံရပါလိမ့်မယ်အဲ့တော့ပညာရတစ်ခုကိုဆံကုန်းတမတ်ကောင်းတွေနဲ့တင်ကွင်းရမှာဖြစ်ပါတယ်ဒီလောက်တည်းမှာဆက်ပစ္စည်းတစ်ခုဝင်ငင်းရှိတယ်အဲဘာဆက်ပစ္စည်းလောမသိဘောနော်ဆက်ပစ္စည်းတစ်ခုတော့ဝင်လိမ့်မယ်အဲ့တော့အကျွေးများနဲ့မရှိဝင်တဲ့ဒီလောက်တည်းမှာအကျွေးကြေကင်းတွေရှိပါတယ်နော်အကျွေးများနဲ့မရှိများတဲ့အကျွေးကြေမယ်အဲခြုံငုံပြီးပြောလိုက်မယ်ဆိုလို့ရှိရင်ကောင်းတာလေးတော်တော်များလေးလို့ဆိုလို့ရပါတယ်ဒါဆိုရင်ကျွန်တော်ညံ့တာလေးတော့ကျွန်တော်ဆက်လက်ပြီးမြောက်ပေးပါမယ်ညံ့တာလေးကတော့ဖတ်လွဲပါသေးချောပါသေးပေါ့ဗျာနော် အဲ့တော့အဲဒီတနူးရဲ့သားသမီးလေးတဲ့ဒီဒီဆက်တလပိုင်းမှာအဲ့တော့အပေါင်းသင်းအရန်ကိုယူဆိုင်မှာဖြစ်ပါတယ်အပေါင်းသင်းကနောက်ကျောဓာတ်နဲ့ထိုးတတ်တယ်အပေါင်းသင်းကြောက်ဂုံပြတ်တတ်တယ်အပေါင်းသင်းကြောက်ပဲကျွန်တော်ဒုက္ခရောက်တတ်တယ်ဒါလေးလောက်ယူဆိုင်မယ်စကားပြောတဲ့အခါမှာတတိလေးနဲ့ပြောပေးမယ်ကိုပြောတဲ့စကားကြောက်တစ်ဖက်သားကိုစိတ်ခုသွားတာမျိုးကိုစိတ်ဘယ်လိုပြောမလဲအဲကိုကိုအဲအမတ်ထားပြီးတော့ပြန်လဲကစားကလေးစားချေတာမျိုးတွေကိုကိုကြောက်ရတာမျိုးတွေလောက်တတ်ပါတယ်ဒါမျိုးစကားပြောတဲ့နေရာမှာတတိထားပါ အဲ့တော့ဒီညမှာကျွန်တော်တို့လုပ်ငန်းတွေတချို့ပြောင်းကျင်နေအလုပ်ပြောင်းကျင်နေတချို့လာမေးကြတယ်အလုပ်တွေပါတယ်ပြောင်းလို့မရသေးပါဘူးအလုပ်ပြောင်းလို့ရှိရင်အလုပ်ပြုတ်သွားနေပါတယ်ဒါကြောင့်မို့အလုပ်ပြောင်းတာတွေပါတယ်မလုပ်ပါနဲ့အောင်အလုပ်ပြောင်းနေပါတယ်မလုပ်နဲ့အောင်ဒီကနေ့ဟိုအဲ့လိုဘုံတခုပြောင်းတာရွှေ့တာလေးအိမ်ပြောင်းပါတယ်အဲ့လိုမျိုးလေးလည်းမပြောင်းနိုင်အောင်เนาะဒါကြောင့်မို့ကျွန်တော်တို့အပြောင်းရွှေ့တခုလုပ်မယ်ဆိုလို့ရှိရင်ဒီလောက်တည်းမှာခဏလောက်ညင်နေလိုက်ပါအောင်เนาะအဲပြီးလို့ရှိရင်အလုပ်တက် ကိုပိုင်ကိုပိုင်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့အလုပ်တစ်ခုထပ်ပြီးတော့ခုမှစတင်စပြောင်းလုပ်မယ်ဆိုလို့ရှိရင်လည်းအဲဘေးဒါမှာအထင်ကထင်ကုန်တဲ့တိုက်ခိုက်လေးတွေရှိနေတတ်ပါတယ်။ဒါကြောင့်မလို့အလုပ်တစ်တွေထပ်ပြီးတော့ထည့်ချွင်လုပ်မှလုပ်မှလို့ဆိုင်တစ်တွေဖွင့်မှလို့အလုပ်အလုပ်တစ်တွေထပ်ပြီးတော့ကိုကလုပ်မယ်ဆိုလို့ရှိရင်တော့တိုက်ခိုက်တွေတော့များနေပါတယ်။အောင်တော့အောင်မြင်နေပါတယ်။ပြီးလို့ရှိရင်ကျွန်တော်တို့တွေအလုပ်ထဲမှာကောအလုပ်ထဲမှာရောအပေါင်းအသင်းထဲမှာရောရက်ွက်ထဲမှာရောကိုကိုမနာလူတဲ့သူတွေ တယောက်ပြောက်ပေါ်လာပါလိမ့်မယ်ပြောမစုံတော့ကိုကအောင်မြင်လေးလေးကိုကအဆင်ပြေလေးလေးကိုကိုကိုဂျီဝင်တဲ့လူတွေများလေးလေးပဲဖြစ်နေမှာတေချာပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီလအတွင်းအောင်တော့ပို့လို့ဆိုးတယ်ဒီလအတွင်းကတော့အတိုက်ပေါင်းစုံနဲ့ကျွန်တော်တို့ခမ်းမယ်လာတလာဖြစ်နေပါတယ်ဒါကြောင့်မလို့ခီးသွားမယ်ဆိုလို့ရှိရင်လည်းအလုတ်ကစားနဲ့အပြော်ခီးတွေပါရတော့မသွားတင်ပါဘူး ဟိုမှာဖျားဘူးခီးဖျားဘူးခီးရလွေပြီးကျန်တဲ့ခီးမသွားပါနဲ့အလုတ်ကိစ္စကလည်းအရန်ရေးကြည့်တဲ့အလုတ်ကိစ္စဆိုရင်သွားလို့ရပါတယ်အရင်မကြည့်တော့ကိုကိုကိုမသွားစမ်းလို့တော့မသွားပါနဲ့ခီးတွေပါတယ်ကျွန်တော်တို့တွေဖျားဘူးကိစ္စရဲ့ဖျားဘူးကိစ္စရဲ့အရေးကြီးတဲ့အလုတ်ကိစ္စရဲ့အဲ့နှစ်ခုပဲသွားတင်ပါတယ်အပျော်ပါလို့အဲကျွန်တော်အပျော်ပါလို့မြောက်ခုတဲ့နေရာသွားတာလို့အဲ့လိုမျိုးတွေအတွက်ကျွန်တော်တာသမီးတွေတိတ်ပြီးအဆင်မပြေလာပါဘူးပေါ့နော်ဒါလေးလုပ်ကြီးဆိုင်မယ်အိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့က အတိဘောတော့အရာတွေပြန်ပေါ်လာမှာဆိုတော့ EAS တွေပါပြီးလာပြီးတော့ခေါင်းလာရှုပ်နိုင်တယ်เนาะဒါကြောင့်မို့ visa ဟောင်းတွေချစ်သူဟောင်းတွေပါပြီးလာပြီးတော့ပေါ်လာတက်တယ်အဲ့ဒါကြောင့်မို့လဲအိမ်တော်ကြီးမှာနည်းနည်းလေးနည်းနည်းလေးအစကားနည်းနည်းပြောတာမျိုးလေးရှိလိမ့်မယ်ဒါပေမဲ့စိုးစံတော့မရှိပါဘူးအဲ့တော့ ပြန်ပေါ်မယ်ဆိုတဲ့အချိန်မှာကောင်းတာလေးလည်းပြန်ပေါ်လာမယ် active word တော့ပြုတ်ခဲ့မှုတွေကောင်းမှုတွေကလာဒီတော့မှလာဒီလမှလာအကျိုးပေးတတ်တယ်အဲ့တော့အဲ့လိုပဲ active word က active word ကပြုတ်ခဲ့မှုတွေရန်သူတွေကဒီလတည်းမှာပြန်ပေါ်တတ်တယ်ဒါကြောင့်မို့ဒီလရန်ပေါ်လဲလာလို့ပြောလို့ရပါတယ်မိတ်ဆွေများကအတိုက်ပေါင်းစုံနဲ့တိုက်ခမ်းမယ်အဲ့တော့မြင်နိုင်တဲ့အတိုက်တွေရောမမြင်နိုင်တဲ့တိုက်တွေရောတိုက်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အခုကအခုက logi အစီအစဉ်နဲ့ပြန်လဲခစ်ဆလာခစ်ထလာဆိုတော့ကျွန်တော်တို့တွေ အခုလိုမျိုး login စီရင်နေနဲ့မမြင်နိုင်တဲ့အတိုက်မျိုးစုံနဲ့လည်းတိုက်ခတ်နိုင်ပါတယ်ဒါလေးတော့သတိထားပေးပါဘောနော်ပြောလို့ရှိရင်လောင်ကစားတော့ဒီလောက်တည်းမှာလုံးဝသတိထားမယ်လားဖြစ်ပါလေလောင်ကစားတွေတိတ်မလုပ်ပါနဲ့လောင်ကစားလုပ်တဲ့တင်းနှင်းသားသမီးပါလို့ရှိရင်ဒီလောက်တည်းမှာနည်းနည်းလေးရှော့ပေးမလုပ်ရင်ပို့လို့ကောင်းပါတယ်ဗျာနော်အဲ့တော့ပြောလို့ရှိရင်ပြိုင်ဘက်တွေအဲပြိုင်ဘက်တွေအပြိုင်ဆိုင်တွေကို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 ကန်ချမဲ့လူတွေကိုကိုထိုးချမဲ့လူတွေ တောက်လျှောက်ပေါ်လာမဲ့လလည်းပြောလို့ရပါတယ်ပေါ့နော်။ဒါကြောင့် view ဆက်ပြီးပါ။ဒါကြောင့်ပြောတာဆိုတော့လေ view ဆက်ပြီးပါ။ဒါကြောင့်ကျွန်တော်အရင်ကပြောရနော်။ဘာသာရေးလေးပို့လို့ပြီးလို့ပြောတာဒါတွေကိုမြင်လို့ပေါ့နော်။အဲ့တော့ကျွန်တော်တို့ငွေတွေကအရန်တော့ဝင်နေဟုတ်တယ်။ဒါပေမဲ့ငွေတွေကကိုးကြောက်မဟုတ်ပဲနဲ့သူများကြောက်ပြန်ပြီးကုံဝါတက်တယ်။ဒါဟိုလူကိုကုညင်ပေးရတာလို့ဂျာသုံးညာသုံးပြီးပြဿနာတွေလိုက်ဖြေရှင်းပေးရတာလို့ဘာမှမဟုတ်ပဲနဲ့ကိုကိုငွေတွေကသူများကိစ္စကြောက်ကုံတာများလိမ့်မယ်။ဒါလေးလောက် view ဆက်ပြီးငွေတွေဝင်လာတာဝင်နေဝင်လာပြီဆိုလို့ရှိရင် ကျွန်တော်ငွေလီကိုတခြားနေရာမှာပြန်ရင်းနှီးလိုက်မယ်။သုံးဖို့ရွှေဝဲငွေဝဲမြေဝဲအဲ့လိုတစ်ခုဝယ်ပလိုက်အကျိုးရှိတာတစ်ခုဝယ်ပလိုက်နော်။အဲ့လိုမျိုးဝယ်ထားပါငွေလီကိုလုံးဝကင်မထားနဲ့အောင်းမထားနဲ့ငွေလီစုမထားနဲ့ဒီလောက်တော့မှငွေစုထားလို့ကောင်းတဲ့အရာမဟုတ်ဘူး။ငွေလီဝင်လာပြီဆိုတာနဲ့အဲ့လိုအကျိုးရှိတာတစ်ခုထပ်ဝယ်ပလိုက်မယ်။ရွှေရေဝယ်လို့ရလဲငွေမြေအိမ်ချမ်းစသဖြင့်ကြိုက်တာဝယ်လို့ရတိုက်ကားတွေကြိုက်တာဝယ်လို့ရတယ်။သုံးမဟုတ်လဲကိုယ့်ရဲ့အစီအပြီးကိုယ့်ဝင်းနဲ့ငွေမောင်းနဲ့ပတ်သက်ပြီးဝယ်လို့ရတယ်။ဘာပဲဖြစ်ဖြစ်နော်။ငွေတွေမထားနဲ့ငွေတွေထားရင်ပြန်ကုန်တတ်တယ်နော်။ တော့ပြီးလို့ရှိရင်ကျွန်တော်တို့ကျမ်းမိုင်းနဲ့ပတ်သက်ပြီးတော့အဲထွေတူးတော့ကိစ္စမရှိဘူးဒါပေမဲ့ခေါင်းမကြည်တာလေးလေးစိတ်မကြည်တာလေးလေးအဲအဲ့လိုမျိုးလေးဖြစ်မယ်ပြီးတော့ညညဘက်အဲ့ရတာဆင်မပြေတာလေးတွေတော့ဖြစ်လိမ့်မယ်ဒါလေးလို့ကိုကကယူဆိုင်ပြီးတော့ဆင်ကြမ်းမှာပေါ့နော်အဲ့တော့ပိုပြီးပိုပြီးကယူဆိုင်မှာတော့လူယုံထားလို့မရပါဘူးလူယုံထားလို့ရှိရင်လူယုံကနောက်ကျတော့ဓာတ်နဲ့ထိုးတတ်ပါတယ်လူယုံတက်ရင်တည်တတ်တယ်ဆိုတာဒီလောက်တွေ့မှာတနည်းသားသမီးတွေဖြစ်တတ်ပါတယ် ဒါလေးယူဆက်ပေးမယ်ဗျာနော်ဒါဆိုလို့ရှိရင်ကျွန်တော်မိတ်ဆွေတင်းတဲ့သားသမီးအားလုံးပဲအတော့အကျိုးကောင်းအဆိုးကောင်းတွေအားလုံးသိရှိသွားပြီလို့ထင်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုတိုက်ခိုက်တဲ့များနေတာလေးလေးကန့်ညံ့နေတာလေးကိုကောင်းသွားဖို့အတွက် active ဘဝပြုခဲ့တဲ့ကံလေးလည်းထင့်စင်ကင်စင်ကင်ထက်လက်ပြီးကောင်းဖို့အတွက်ကကျတော့လုံးဝမကြကြလေးကိုကျွန်တော်မျှဝေပေးပါမယ်ကျွန်တော်တို့ကိုယ့်ရဲ့ဒီဟာလေးကို ဘယ်နှစ်လုံးမလဲဆိုတော့မိစမြတနင်းငွေတနင်းလာအင်္ဂါနဲ့အင်္ဂါ၃ရက်တိတိလောက်ပြရမှာဖြစ်ပါတယ်တနင်းငွေတနင်းလာအင်္ဂါတစ်ပတ်ကို၃ရက်လောက်ပြရမှာဖြစ်ပါတယ်ဗောနော်တစ်ပတ်၃ရက်လောက်ပြပါကိုယ့်ရဲ့အိမ်ဖျားမှာတော့ပန်းသီးဖြော်ရီသုံးမဟုတ်ပန်းသီးကပ်မယ်ပြီးတော့ကော်ဖီကိတ်မုတ်ဒါလေးလေးကပ်မယ်ခါပြီးလို့ရှိရင်ကျွန်တော်တို့တွေဒီကိုယ့်ရဲ့အိမ်အိမ်ဖျားမှာကြာစံကြောနော်ကြာကြာကြာစံကြောတပွဲကပ်ပြီးမယ်ကြာစံတပွဲကပ်ပြီးရောကျွန်တော်တို့ကဂုံတော်၉ပါးကို ကိုကောက်ရွတ်ပြိမယ်တန်ဘုဒ္ဓေကာရာကိုကျွန်တော်တို့တွေကိုကောက်ရွတ်ပြိမယ်တန်မုဒ္ဓေကာရာကိုကောက်ရွတ်ပြိမယ်24ပစ္စည်းအချင်းကိုလည်းကိုကောက်ရွတ်ပြိမယ်အဒါလေးတော့အားလုံးရပြီသားလို့ထင်ပါတယ်နော်ဤတိပိတော်ဘဂဝါရဟံတမ္မတံဘုဒ္ဓဝိဇ္ဇာသရဏတမ္မန္တောသူကတော်လောကဝိတုအနုတ္တရပုရိသဓမ္မတာတိတာတတေယမနုဿနံဘုဒ္ဓဘဂဝါတိဆိုပြီးမိတ်ဆွေများကတော့ကိုကောက်ရွတ်ပြလိုက်မယ်ပေတံဘုဒ္ဓေကာရာကိုကိုကောက်ရွတ်မယ်တံဘုဒ္ဓေထာဝေတ္တသဒေါတာတင်းစာသဟတေကေပိစာတရတဟာတာနိနမမိတိရတမံ အဘဂဝါလူကကင်္ဂနန္နာနိဗ္ဗဒဇိနာဒေသံဓမ္မစသံဃေစအတ္တရိဏနမမဟနမကနုပါဝိနဟိတဝတ္တပိဥပဒဝေအနေကအန္တရယပိဝဏ္ဏတန်နုအာတိတတောဆိုပြီးတော့တမ္ပဏိကာရကိုလည်းကိုးကောက်ရွတ်မယ်ပြီးပြီဆိုတာကကြာမှ24ပစ္စည်းချင်းကိုလည်းကိုးကောက်ရွတ်မယ် ဟေတုပိစ္ဆောအရမဏပိစ္ဆောဒီဝိတိပိစ္ဆောနန္နပိစ္ဆောသမ္မနန္ဒယပိစ္ဆောသဟဇရပိစ္ဆောအညမညပိစ္ဆောနေတရပိစ္ဆောဥပနေတိယပိစ္ဆောပုဇရပိစ္ဆောပစ္ဆဇရပိစ္ဆောအတဝနပိစ္ဆောကမ္မပိစ္ဆောဝိဘကပိစ္ဆောအာဟာရပိစ္ဆောအိန္ဒိယပိစ္ဆောဇာနပိစ္ဆောမဂ္ဂပိစ္ဆောသံမြူတပိစ္ဆောဝိပုဒပိစ္ဆောအတ္တိပိစ္ဆောနတ္တိပိစ္ဆောဝိကတပိစ္ဆောအဝိကတပိစ္ဆောဆိုပြီး24ပစ္စည်းချင်းကိုလည်းကိုကောက်ရုပ်ပေးမယ်ကိုကောက်ရုပ်ပေးရင်တော့ပြီးပါပြီပြီးလို့ရှိရင်ကို17ကျော်လို့ရှိရင်ကိုကတ်ကိုကတ်ထားတာလေးကိုပြန်လဲစွန့်စားလို့ရတယ်အဲ့တော့ ရာလေးလေးလှုပ်ပခြင်းအဖြစ်မိတ်ဆွေများကန့်နေရပြန်လဲပြီးတော့ဟိုပြန်လဲပြီးကောင်းမွန်လာမယ်အတိုက်ခိုက်တွေလည်းရှင်းသွားမှာဖြစ်ပါတယ်အဲ့တော့ဒီညမှာကျွန်တော်တို့ပန်းသီးဖြော်ရင်မရလို့ရှင်ပန်းသီးကတ်ပန်းသီးကတ်လို့ရတယ်အော်ပန်းသီးကတချို့နယ်ဘက်တွေမှာရှာမရတဲ့မျိုးလေးရှိတယ်အဲ့လိုဆိုလို့ရှိရင်လည်း coffee နဲ့ cake ကိုကတ်လို့ရတယ်ဟုတ်ပြီအဲ့လိုဆိုလို့ရှိရင်ကျွန်တော်တို့ကကိုအိမ်ကိုစီမှာရှိတဲ့အိမ်အဝစားတစ်ထည်အိမ်ကိုစီမှာရှိတဲ့အိမ်အဝစားတစ်ထည်ကို ရှော့ဖုတ်ပြီးတော့မရှိနွမ်းမသူတွေပေးလိုက်ပါအဲ့တော့အရန်ဟောင်းနမီဆုပ်ပြက်နေတဲ့အင်ကြီးတထဲကိုတော့ကျွန်တော်တို့ရေထဲကိုကျွန်တော်တို့မျှော့ပြက်မှာဖြစ်ပါတယ်ငါးစီမှာရှိတဲ့မကောင်းတဲ့အညံ့တွေအားလုံးအင်ကြီးနဲ့ပါသွားစေဆိုပြီးတော့ဒီအင်ကြီးကိုရေကိုမျှော့မျှော့ပြလိုက်ပါအဲ့တော့ရေမျှော့မယ်ဆိုတော့ရေရှိတဲ့နေရာတော့သွားဖို့လိုတာပေါ့နော်ဆိုကျွန်တော်ရေရေမျှောင်းနေရေစီးတဲ့နေရာတွေပေါ့သွားဖို့လိုတာပေါ့နော်အဲ့ဒါလေးတော့တခုမျောအဲ့ဒါလေးတခုတော့မျောပြီးပါအင်ကြီးစွကျယ်လေရတယ်ကိစ္စမရှိဘူးเนาะအဓိကအင်ကြီးအဟောင်းလုံးဝသုံးပြတဲ့အင်ကြီးအဆုပ်ဆိုရင်ပိုကောင်းပါတယ် ဟုတ်ပြီအဲ့ဒါမျိုးလေးတော့လုပ်ပေးမယ်ဒါဆိုလို့ရှိရင်ကျွန်တော်မိတ်ဆွေဒါတင်းနေတဲ့သားသမီးတွေဒီလောက်အတွင်းမှာကံကောင်းလက်ကောင်းကံပွင့်လက်ပွင့်ပြီးတော့ကံပေးလို့အလူကြီးလုံနေမှာတေးကြပါတယ်ကဲမိတ်ဆွေများလည်းအဲ့ဒါတင်းဒီဆူကြီးပေါက်အလူတန်းတွေလုံထီတဲ့ထုတ်ပေးပါနော်တัวငွေတွေရခင်ရှိရဆိုတော့ထီပေါက်နေမှာတယ်ကဲအားလုံးပဲမိတ်ဆွေများအလူတန်းတွေလုံနိုင်ကြပါစေသာသနာပြုနိုင်ကြပါစေဗျဆင်မီလည်း like subscribe နဲ့အားပေးကြပါဦးဘယ်မြို့နဲ့ဘယ်နေရာဘယ်တိုင်းဘယ်ဒေသဘယ်နိုင်ငံကြီးနဲ့ဆိုလဲ comment လေးမှာရေးပေးကြပါအောင်ဗျအားလုံးကျေးဇူးတင်ပါတယ်ဗျာ